American AI company တခုဖြစ်တဲ့ Open AI ဘက်ကနေ AI agent အသစ်တွေကိုစတင်တော့မယ်ဆိုတဲ့သတင်းကအခုတလောတော်တော်လေးကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာနေတာတွေ့ရပါတယ်။ PhD level AI agent တွေကိုတလောက်ဒေါ်လာ2000နှုန်းနဲ့ရောင်းချသွားဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။ သူတို့ကယင်းနှီးမြှုပ်နှံသူတွေအတွက်ကိုလည်းအစီအစဉ်တွေရေးဆွဲထားပြီးပြီလို့ဆိုပါတယ်။အဲ့ဒီထဲမှာ low end level agent တွေကိုတော့ဝင်ငွေကောင်းတဲ့ knowledge worker တွေအတွက်တစ်လောက်ဒေါ်လာ2000နှုန်းနဲ့ပဲရောင်းပေးသွားမယ်လို့ဆိုပါတယ်။ software development အတွက်ကိုလည်းအလဲအလတ်အဆင့်ရှိတဲ့ AI agent တွေကိုတစ်လောက်ဒေါ်လာ1000နှုန်းနဲ့ရောင်းပေးမယ် PhD level သုတေသန agent တွေလိုမျိုးအဆင့်မြင့် agent တွေကိုတော့ တလောက်ဒေါ်လာ2000နှုန်းနဲ့ရောင်းချသွားဖို့ရှိနေတယ်လို့လည်း Open AI ရဲ့အမှုဆောင်တွေနဲ့နှီးစပ်တဲ့လူတယောက်ကပြောသွားပါတယ်။ဒီဈေးနှုန်းတွေက AI tools တစ်ခုအတွက်ဆိုရင်အရန်များလုံးနေတယ်လို့ထင်ရပါတယ်။ဒါပေမဲ့တကယ်လို့သာ Open AI ရဲ့ agent တွေကအလုပ်သမားတွေရဲ့အလုပ်တွေကိုအများကြီး short ချပေးနိုင်ခဲ့မှာဆိုရင်ကုမ္ပဏီတွေအနေနဲ့အလုပ်သမားစရိတ်တွေအများကြီးရော့ကျသွားဖို့ရှိနေတဲ့အတွက်ကုမ္ပဏီပန်ရှင်တွေအတွက်ကတော့ဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်နေပါတယ် ဒါမဲ့လေ AI နည်းပညာကသူ့အတူဘလောက်ကောင်းလာသည်ဖြစ်စေအလုံသမားတွေအများကြီးကို short ချပေးလာနိုင်ခဲ့သည်ဖြစ်စေလူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့လူသားချင်းစာနာစိတ်တွေကိုတော့အစားထိုးသွားနိုင်အောင်မဟုတ်သေးဘူးလို့ယူဆရပါတယ်ဒါကြောင့်ဒီနေ့မှာတော့ဒီလိုစိတ်ဝင်စားစရာကောင်းလာတဲ့ American တွေရဲ့ AI agent စနစ်အစ်စ်တွေအကြောင်းကိုမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ် ိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ် Open AI ရဲ့ AI Agent ဈေးနှုန်းတွေကိုအဆင့်30နဲ့ခွဲခြားတက်မှတ်ထားတဲ့အကြောင်းကိုပြောပြခဲ့ပြီးပါပြီဆိုတော့ company တွေအနေနဲ့ဒီလောက်များတဲ့ပတ်စံတွေကိုသုံးရမယ်ဆိုရင်အဲ့ဒီ agent တွေကဘာတွေများထူးထူးခြားခြားလုပ်ပေးနိုင်မလဲဆိုတာကိုပါသေချာစဉ်းစားရလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တယောက်တည်းအတွက် personal သုံးဖို့အနေနဲ့ကြည့်မယ်ဆိုရင်တော့ တလောက်ဒေါ်လာ200ဆိုတာတော့မှတော်တော်လေးများတဲ့ပမာဏလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါမဲ့ကုမ္ပဏီတွေအနေနဲ့ကတော့သူတို့အကျိုးအမြတ်ရနိုင်တဲ့နည်းပညာတွေအတွက်ငွေတွေအများကြီးသုံးကြဖို့ဝင်လေးကြလိမ့်မယ်လို့တော့မထင်ပါဘူး။အဲ့ဒီကုမ္ပဏီတွေကဒီလို AI agent တွေကိုသုံးနိုင်ဖို့အတွက်အပြိုင်ဆိုင်စ조사ကြမှာတော့တေချာနေပါတယ်။ဘာလို့လဲဆိုတော့ဒီ AI agent တွေကတာမန် AI tools တွေနဲ့မတူလို့ပါ။ AI agent တွေရဲ့အစကိုတော့ deep research မှာကျွန်တော်တို့မြင်တွေ့ခဲ့ကြရပါတယ်။ လူတော်တော်များများကတော့ deep research က agentic workflow ကိုအသုံးပြုထားတယ်ဆိုတာကိုမသိကြပါဘူးတကယ်တော့ deep research မှာ AI သုတေသနာ agent တွေ AI အကဲဖြတ် agent တွေ အားလုံးပေါင်းစပ်ပြီးတော့အလုပ်လုပ်ကြပါတယ်ရလတ်ကတော့နောက်ဆုံးမှာ company pension တွေလိုချင်နေကြတဲ့အသေးစိတ်အစီရင်ခံစာတွေကိုရရှိစေပါတယ် Deep Research ကို Open AI ဘက်ကမိတ်ဆက်ခဲ့တဲ့အချိန်တော့ကျွန်တော်ဗီဒီယိုမလုပ်ဖြစ်ခဲ့ပါဘူး။ဒါမဲ့ तू ကတော်တော်လေးအံ့အားသင့်စရာကောင်းတဲ့ AI tools တစ်ခုပါ နိုင်ပေါင်းများစွာအချိန်ပေးလှုပ်ဆောင်ရမယ့်သူတေသနာအလုပ်တစ်ခုကို10မိနစ်လောက်နဲ့ပြီးအောင်လုပ်ပေးနိုင်ပါတယ်။ဒါကြောင့် research တွေအများကြီးလုပ်ရတဲ့လူတွေ stock ဈေးကွက်ထဲမှာအမြဲရမယ့်အခွင့်အရေးတွေကိုရှာနေတဲ့လူတွေဒါမှမဟုတ်အလုပ်အတွက် research တွေလုပ်နေရတဲ့လူတွေအတွက်ကတော့တော်တော်လေးကိုတန်ဖိုးရှိတဲ့ tools တစ်ခုလို့ပြောရမှာပါ။ဒါ AI agent တွေရဲ့ကနအူးခြေလမ်းကိုပြသခဲ့တာလည်းဖြစ်ပါတယ်။ Deep research ကိုစမ်းသပ်ခဲ့တဲ့လူတွေကလည်းတော်လေးသဘောကျခဲ့ကြတယ်လို့သိရပါတယ်။ ။ तू က deep sea ရဲ့တမိုင်းကြောင်းတွေကိုလေ့လာပြီးတော့စီးပွားရေးနဲ့နေပညာပိုင်းဆိုင်ရာ analysis တွေကိုလုပ်ပေးနိုင်တာကိုလည်းတွေ့ရပါတယ်။အနာဂတ်အတွက်ခံမှန်းချက်တွေကိုလည်းကောင်းကောင်းထုတ်ပေးနိုင်တယ်လို့ဆိုကြပါတယ်။ဒါကိုကြည့်လိုက်မယ်ဆိုရင်တော့ AI agent တွေရဲ့စမ်းဆောင်ရေးကိုခံမှန်းကြည့်နိုင်နေပါပြီ။ဒါကြောင့်အခု open AI ရဲ့ agent တွေဟာဆိုရင်ပိုပြီးတော့တော့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေရှိလာနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ ဒီ process ကိုလက်တွေ့သုံးခဲ့ကြတဲ့လူတွေရဲ့ feedback တွေကိုကြည့်လိုက်မယ်ဆိုရင်လည်းတော်လေးအံ့အားသင့်စရာကောင်းပါတယ်အလုပ်အတွက် deep process ကိုသုံးကြည့်လိုက်တော့အရန်အံ့ဩသွားပါတယ်မေးခွန်း၃ခုမေးကြည့်လိုက်တာမှာအမှုစိတ်အဖြေတွေကိုရလာပါတယ်လို့ဆိုထားပါတယ်နောက်တစ်ယောက်ကလည်း deep process ကခေတ်သစ်အသိပညာအလုပ်တွေအတွက်တော့တကယ်ကိုအံ့အားသင့်စရာကောင်းတဲ့ tools တစ်ခုပဲလို့ပြောထားတာကိုလည်းတွေ့ရပါတယ် ဒီနေရာမှာကျွန်တော်တခုပြောချင်တာက deep research ဆိုတာ open ai ရဲ့ပထမဆုံး research agent အဆင့်ပဲရှိပါသေးတယ်။ဒါဆိုနောက်9နှစ်လောက်များကြာရင်ဘာတွေလုပ်ပြနိုင်မလဲဆိုတာကိုစဉ်းစားကြည့်လို့ရနိုင်ပါပြီ။သူတေသနာတွေတည်းမဟုတ်တော့ဘဲနဲ့ကွန်ပျူတာပေါ်မှာ application တွေကို run နိုင်လာမယ်။တခြားသော tools တွေကိုသုံးလာနိုင်မယ်။ booking တွေလုပ်ပေးလာနိုင်တော့မယ်။ဆိုတော့ AI agent တွေရဲ့အနာဂတ်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာပြီဖြစ်ပါတယ်။ ။ဒါကြောင့်မဲ့ Open AI ကလည်းဒီလိုဈေးကြီးတဲ့ AI အေဂျင့်တွေကိုချပြလာပြီးတော့အေဂျင့်ဈေးကွက်ကိုလွှမ်းမိုးနိုင်ဖို့စ조사လာနေတာပါ။ကုမ္ပဏီတွေကလည်းဒီအေဂျင့်တွေကိုဈေးကောင်းပေးပြီးဝယ်သုံးကြလိမ့်မယ်လို့ထင်ပါတယ်။သူတို့တွေအတွက်လည်းအကျိုးအမြတ်တွေအများကြီးရနိုင်တာကြောင့်ပါ။ဥပမာအဖြစ် Software Developer Agent တစ်ခုကိုတစ်လဒေါ်လာ1000ပေးပြီးဝယ်သုံးလိုက်မယ်ဆိုရင်တစ်လအနည်းဆုံးဒေါ်လာ4000လောက်ပေးနေရတဲ့ Software Developer တစ်ယောက်ထက် ဆယ်စားလောက်ပို့ပြီးထိရောက်တဲ့အေဂျင့်တွေကိုရလာနိုင်ပါတယ်။ဒါ့အပြင်အေဂျင့်တွေက24နာရီပတ်လုံးနဲ့အလုပ်လုပ်နိုင်ပါတယ်။ဆိုတော့ AI အေဂျင့်တွေရဲ့အနာဂတ်ကတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ OpenAI ဘက်ကနေ Super Agent တွေအကြောင်းကိုလည်းပြောခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်။သူတို့ကတော့လက်ရှိ AI Agent တွေထပ်ပို့ပြီးတော့အဆင့်မြင့်လာမှာပါ။ လူသားတွေအနေနဲ့ဖြည့်ရှင်းဖို့ခက်ခဲတဲ့ရှုပ်ထွေးပြီးအလွှာပေါင်းစုံပါဝင်တဲ့ကမ္ဘာပြဿနာတွေကိုပါဖြည့်ရှင်းပေးနိုင်မှုဒီဇိုင်းထုတ်ထားတဲ့ AI tools တွေဖြစ်ကြပါတယ်။ဒီ agent တွေဟာအချက်အလက်တော်တော်များများကိုပေါင်းစပ်လေ့လာပြီးတော့လူတွေအတွက်ရွေးချယ်စရာအဖြေတွေကိုပြန်ပြီးထုတ်ပေးနိုင်ကြပါတယ်။ဒါအပြင်ပြဿနာတွေကိုဖြည့်ရှင်းပေးနိုင်မှုအတွက်အစအနေအဆုံးအထိပြန်ပြီးပြုပြင်ပြောင်းလဲပေးနိုင်တဲ့စနစ်တွေလည်းပါဝင်ပါတယ်။ ဥပမာကျွန်တော်တို့ company အတွက် POS software အသစ်တစ်ခုကိုပြန်ပြီးရေးပေးပါဆိုတာမျိုးတွေအထိခိုင်းနိုင်လာမှာဖြစ်ပြီးတော့ AI agent software design အသစ်တွေရေးဆွဲတာသူကိုယ်တိုင် software testing တွေပြန်လုပ်တာနဲ့ဘန်နာရေးရခွဲချမ်းစိတ်ဖြာမှုတွေမှာမှန်ကန်လာဖို့အတွက်ရှုပ်ထွေးနေတဲ့အနေအထားတွေကိုရှင်းလင်းပေးတာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။ Logistic project တွေနဲ့ viewer မြောက်စီမံကိန်းတွေကိုရေးဆွဲပေးနိုင်တာတွေအထိအဆင်ပြေပြေစီစဉ်ပေးလာနိုင်ပါတယ်။ ဒီလို AI agent တွေအများကြီးနဲ့သူတို့အသုံးချမဲ့ company တွေရှိလာခဲ့ရင်တော့ကမ္ဘာစီးပွားရေးရဲ့အနာဂတ်ကဘယ်လိုပုံစံတွေဖြစ်သွားမလဲဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာပဲဖြစ်ဖြစ်ဒီ2025ခုနှစ်ကတော့ AI agent အနေနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာမှာတေးချာနေပါပြီ။ဆိုတော့ Open AI ရဲ့တလောက်ဒေါ်လာ2000တန် agent တွေအကြောင်းကိုမိတ်ဆွေတို့အနေနဲ့ဘယ်လိုထင်ပါလဲ။ဒါလှုပ်ရှားဖို့အတွက်ဟန်ပြတတ်သက်ဖဲလား။ ဒါမှမဟုတ် open ai ဟာတကယ်ပဲဒီ agent တွေကိုထုတ်ပြလာနိုင်မယ်လို့ထင်ပါလားမိတ်ဆွေတို့တူးတယောက်ချင်းစီရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ဗီဒီယိုလေးတွေတင်ပေးသွားပါအောင်မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်